ိန်သူသူစိန်တော်ဒုက္ခမာဝေတိဘာလို့ရင်ချမ်းသာမလဲလောကလူတွေကတော့မေးကြတယ်ဘာလို့ရင်ချမ်းသာမလဲဒီမင်းအယောင်းဝယ်လို့ပေါ့ဥယင်ဆိုင်ပေါ့ကွာမပြောဘူးလားတချို့ကပြောသေးတယ်နှလုံးတီထိုးဖို့တောင်ပြောသေးတယ်ချဲထိုးဖို့တွေရောဗျာခုခေတ်အဖြေတွေကဒီလိုမလာဘူးလားလာတယ်ဘာလို့ရင်ချမ်းသာမလဲဆိုတော့မေးခွန်းရင်အဖြေဘာလို့ရင်ချမ်းသာမလဲတဲ့ ဘဝအရေးမှာလောကလူသားတွေရဲ့အဖြေကအပေါ်ယံလေးကြည့်ပြီးတော့ဖြေတာမလို့ရင်ချမ်းသာဘူးဘယ်လက်ဖေးဆိုင်ဖွင့်กว่าဘာရောင်းဝယ်လုပ်กว่าချက်ထိုးกว่าဒါလိုပဲပြောကြမှာပဲဟုတ်တယ်မလားရသော်ဗျာတော့ဘယ်လိုဖြေတုံးအာလောကရဲ့မီးဓမ္မောသူစိန်သောဒုက္ခမှာဝယ်တိဓမ္မကိုကျင့်သုံးလို့ရှိရင်မင်းချမ်းသာမယ်ဟော ြည်ရသော်ဘုရားရဲ့အဖြေနဲ့လောကလူတွေရဲ့အတွေးနဲ့ကိုက်ကလားမကိုက်ဘူးဓမ္မကိုရှင်းသုံးတယ်ဆိုတာဓမ္မဆိုတာဘာပြောတာတုံးလို့မေးရင်အလုံးသိကြီးသားဖြစ်လို့အကျယ်မပြော ကုသလကမ္မပဋ္ဌာတရား7ပါးသိတယ်နော်ကုသလကမ္မပဋ္ဌာတရား7ပါးဆိုတာကာယတုစရိုက်3ပါးဝစီတုစရိုက်4ပါးမနောတုစရိုက်3ပါး မနောသူစရိုက်ကနေစပြီးတော့ပြောရအောင်ဓမ္မဆိုတာဘာလဲသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှု မရှိရဘူးနံပါတ်1ဟုတ်ကဲ့လားအနာဘိဆာလို့ခေါ်တယ်သူများပစ္စည်းကိုမျက်မုံကျိုးတယ်လို့ရှေးကဒီလိုပြောတယ်သူများပစ္စည်းကိုမျက်မုံကျိုးတယ်ဆိုတာသူများပစ္စည်းကြည့်ပြီးကိုယ်ပစ္စည်းဖြစ်ချင်တဲ့လောဘအဲ့ဒါကိုအဘိဆာအဲ့ဒီအဘိဆာကရှောင်ရမယ်တဲ့ဒါနံပါတ်1တခုစိတ်ထဲမှာမဖြစ်အောင်ထိန်းရမယ် ပြီးတော့တစုံတစ်ယောက်သောပုဂ္ဂိုလ်ပျက်စီးသွားအောင်ဆုံးရှုံးသွားအောင်ဒီကောင်ပျက်စီးသွားရင်ကောင်းမှာပဲဒီကောင်ဒုက္ခရောက်သွားရင်ကောင်းမှာပဲဆိုတဲ့အတွေးမတွေးပါနဲ့ဒီကောင်ကြီးပွားပါစေဒီလူဆင်းရဲဒုက္ခတွေကလွတ်ပါစေဆိုတဲ့အတွေးမျိုးပဲတွေးပါလောကလူတွေကစိတ်နေသဘောထားချင်းကိုကမတူဘူးမို့လားသူများပစ္စည်းကိုပစ္စည်းဖြစ်ချင်တဲ့စိတ်နေသဘောထားရှိတဲ့လူတွေအများကြီးရှိတယ် လူတယောက်ဒုက္ခရောက်သွားစေခြင်းတဲ့အတွေးတွေအများကြီးရှိကြတယ်ဟုတ်ကဲ့လားအဲ့ဒီလောဘနဲ့ပတ်သက်တဲ့အတွေးတွေဒေါသနဲ့ပတ်သက်တဲ့အတွေးတွေဒါမနောကံလို့ခေါ်တယ်မနောဒုစရိုက်လို့ခေါ်တယ်နောက်တစ်ခုကကံကံဤအကျိုးလက်မခံပြီးတော့ညှင်းပယ်ထားတဲ့မှားရွက်တဲ့အမြင်မိစ္ဆာဒိဋ္ဌိအဲ့ဒါကမနောဒုစရိုက်အဲ့ဒီမနောဒုစရိုက်တွေကရှောင်ကျင်ပြီးတော့မှန်ကန်တဲ့အမြင် ကံကံဤကျိုးလက်ခံယုံကြည်တဲ့မှန်ကန်တဲ့အမြင်တမ္မာဒိဋ္ဌိရှိရမယ်။အော်သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့တယ်ဆိုရက်လောဘနဲ့အတွေးလူတယောက်ဒုက္ခရောက်စေခြင်းနဲ့ဒေါသနဲ့တွေးတဲ့အတွေးအဲ့ဒီအတွေးမျိုးတွေခင်းရှင်းပြီးတော့ကံကံဤကျိုးလက်ခံယုံကြည်တဲ့လက်ခံသိမြင်တဲ့တမ္မာဒိဋ္ဌိတဲ့။အော်အဲ့ဒါဟာဓမ္မအဲ့ဒီဓမ္မကိုရှင်းသုံးလို့ရှိရင်ချမ်းသာမယ်တဲ့။အော်ဒါတစ်ခုနော် တခါဝစီသူစရိုက်လေးပါလိမ့်မပြောဘူးမှန်တာပဲပြောမယ်ဟောတာနှုတ်ရစီကံချက်ဒီလိမ့်မပြောဘူးမှန်တာပဲပြောမယ်ခုံမတိုက်ဘူးတရားနဲ့တရားညီညွတ်အောင်ပဲလုပ်မယ်ရိုင်းပြတဲ့စကားကိုမပြောဘူးချွတ်တာတဲ့စကားကိုပြောမယ်ရင်ကြီးကြီးပြောမယ်အကျိုးမရှိတဲ့ တန်ဖိုးမရှိတဲ့စကားတွေကိုမပြောဘူးအချိုးရှိပြီတန်ဖိုးရှိတဲ့စကားမျိုးကိုသာပြောမယ်အဲ့ဒါကမနောတုစရိုက်မနောတုစရိုက်၄ပါးလို့ခေါ်တယ်အဲ့ဒါဓမ္မမနောတုစရိုက်ကအထမဓမ္မနဲ့အထမကို꿰ဖို့လိုတယ်ဟုတ်ကဲ့လားမနောတုစရိုက်၄ပါးသည်အဲကာယဝစီတုစရိုက်၄ပါးသည်ဓမ္မဝစီတုစရိုက်၄ပါးသည်အထမဟောဓမ္မကိုကျင့်သုံးပါလို့ဒီလိုပြောတယ် လောကလူတွေအကြည့်လေကိုနှုတ်ကလေးကိုမထိနိုင်ဘူးမထိနိုင်တော့အမှန်ပြောရမယ်ဆိုတာပြောတော့လိန်ပြောတယ်ဟုတ်ကဲ့လားတယောက်နဲ့တယောက်ညီညွတ်အောင်စိတ်ဆက်ပြီးတော့ပေးရမယ်အစားဘာဖြစ်တူမတက်အောင်လုပ်တယ်ချိုးချိုးသာသာပြောရမယ်အစားရိုင်းရိုင်းဆိုင်ဆိုင်ပြောတယ်ဟောရင်ကြီးကြီးမပြောဘူးရိုင်းရိုင်းဆိုင်ဆိုင်ပြောတယ်အကျိုးမဲ့တဲ့အဖြစ်အတင်းအဖြစ်တွေပြောတယ်ဆိုတော့ လူတွေရဲ့နှုတ်နဲ့မကောင်းမှုအကုသိုလ်တွေအတ္တမတွေကိုလေ့ကျင့်ပြီးတော့နေကြတယ်။အဲ့ဒီလူနှုတ်နဲ့အတ္တမတွေကိုကျင့်သုံးလို့ရှိရင်ချမ်းသာဒုက္ခဝေးလိမ့်မယ်တဲ့။ဒါကြောင့်မို့ဓမ္မကိုကျင့်သုံးမှအလို့ဒီလိုဟောတာနော်။နောက်ကာယဒုစရိုက်နဲ့ကာယဒုစရိုက်သုံးပါ။သူများတဲ့တတ်တာသူများဥစ္စာခိုးတာသူများဥစ္စာကိုမတရားနေနဲ့ရယူတာ။ ကာမဂုဏ်အာယုန်ကိစ္စတွေမှာကာမကိစ္စတွေမှာဓမ္မနဲ့ဆန့်ကျင်ပြီးတော့မှားမှားယွင်းယွင်းကျင့်သုံးတာလို့အဲ့ဒါကအဓမ္မသူများတက်ကတတ်ချင်းမှရှောင်ကျင်တယ်သူများဥစ္စာရယူချင်းမှရှောင်ကျင်တယ်ကာမကိစ္စတွေမှာမှားမှားယွင်းယွင်းပြုလုပ်ချင်းမှရှောင်ကျင်တယ်ဒါကဓမ္မဩပေါင်းလိုက်တဲ့အခါကျတော့ အဓမ္မက အကုသလကမ္မပဋ္ဌာတရား7ပါတဲ့ဓမ္မကကုသလကမ္မပဋ္ဌာတရား7ပါလောကမှာဒါပဲကျင့်ကြရှိတယ်ကိုလျှောက်နေတာဟာဓမ္မလမ်းကြောင်းပေါ်လျှောက်သလားအဓမ္မလမ်းကြောင်းပေါ်လျှောက်သလားကိုယ်ကသိလားမသိဘူးလားသိပါဘူးသိတယ်ဟုတ်ကလားကိုလျှောက်နေတဲ့လမ်းကြောင်းကိုကြည့်လိုက်လို့ရှိရင်ကြည့်လေမြတ်စွာဘုရားကအာလောကကြီးကမေးတယ်ဘာကို ကျင့်သုံးရင်ချမ်းသာနိုင်တယ်လေဆိုတော့မြတ်စွာဘုရားဓမ္မကိုကျင့်သုံးရင်ချမ်းသာနိုင်တယ်ဓမ္မကိုကျင့်သုံးရင်ချမ်းသာနိုင်တယ်ဆိုတာဘာပြောတော့သူများတဲ့တတ်ချင်းမှာရှောင်ရမယ်သူများဥစ္စာခိုးချင်းမှာရှောင်ရမယ်သူတော်ဘာသားမယားကျူးလွန်စွာကားချင်းမှာရှောင်ရမယ်ဟောကိုတိလက်ရောက်ရှောင်နေရတယ်နှုတ်နဲ့ပတ်သက်ပြီးလိန်ပြောတာရှောင်ရမယ်မှန်တာကိုပဲပြောရမယ်ဂုံးတိုက်တာရှောင်ရမယ်တယောက်နဲ့တယောက်ညီညွတ်အောင်သာဟောပြောပြရမယ် ချမ်းတမ်းတဲ့စကားပြောတာရှောင်ရမယ်ယဉ်ကျေးသိမ့်ဝေးဆိုတာပြောရမယ်အကျိုးမဲ့တဲ့စကားပြောတာတွေရှောင်ရမယ်အကျိုးရှိတာကိုလည်းပြောရမယ်ဟောဝစီသူစရိုက်သူများပစ္စည်းကိုရလိုမှုလောဘနဲ့မတွေးနဲ့သူများပျက်စီးစေလိုမှုဒေါသနဲ့မတွေးနဲ့ကံကံဤအကျိုးကို လက်ခံသိမြင်ကံဆိုတာရှိတယ်ကံဤအကျိုးကိုဆိုတာရှိတယ်လက်ခံသိမြင်အဲ့ဒီအတိုင်းလိုက်နာခြင်းသုံးမယ်ဆိုရင်ဒါဓမ္မ practice ပဲဟုတ်ကဲ့လား ဒါကိုပြောတယ်ဓမ္မောသူစိတ်တော့ဒုက္ခမှာဝယ်တည်ဓမ္မကိုကျင့်သုံးလို့ရှိရင်ချမ်းသာဒုက္ခရပါတယ်သို့သောလောကလူတွေကထင်းနေတာအဓမ္မကိုကျင့်သုံးရင် လောကချမ်းသာတယ်လို့ထင်းနေကြတာအထင်အမြင်ကအဲ့ဒါလို့ဖြစ်ဟုတ်ကဲ့လားဒါကြောင့်မလို့ तू तू လဲကောင်းတယ်ထင်လို့လောက်တာပဲလေဟိုနာဖြင့်လိန်သွားပြန်ပြီဒီနာလိန်သွားပြန်ပြီ ဟောဒုက္ခရောက်ဖို့တွေကြီးပဲဒါတွေကအကုန်လုံးဟုတ်ကလားဟိုနားပြင်တတ်သွားပြန်ပြီဒီနားပြင်တတ်သွားပြန်ပြီဒါဒုက္ခရောက်မဲ့ကိစ္စတွေကြီးပဲအကုန်လုံးအဲ့ဒါကြောင့်မို့လို့ချမ်းသာဖို့အတွက်ကဓမ္မကိုကျင့်သုံးဓမ္မကိုကျင့်သုံးလို့ရှိရင်ကိုယ်လည်းချမ်းသာတယ်ပတ်ဝန်းကျင်ရောချမ်းသာတယ်နှစ်ဦးနှစ်ဝချမ်းသာတာဒါကြောင့်မို့မြတ်စွာဘုရားကဒီအဖြေကိုဖြုံလိုက်တာဘာလို့ရင်ချမ်းသာမလဲဆိုတဲ့ဘဝအရေးမှာတရားချစ်ခင်သူတော်စင်ပြိဋ္ဌာန်တို့ ုသလကမ္မပဋ္ဌာတရားလို့ဆိုရဲဒီဓမ္မကိုကျင့်သုံးရင်ချမ်းသာတယ်လို့ဒီလိုမှတ်ရကတိတဲ့အစစ်မြင့်တာကြည့်လိုက်မယ်ဆိုရင်ဒါနသည်ဓမ္မသီလသည်ဓမ္မဘာဝနာသည်ဓမ္မဒါနကောင်းမှုပြုရင်ဒါနကုသိုလ်သီလဆောက်တည်လို့ရှိရင်သီလကုသိုလ်တမထချင်းစဉ်ဝိပဿနာချင်းစဉ်ကိုကျင့်မယ်ဆိုလို့ရှိရင်ဘာဝနာကုသိုလ်အဲ့ဒီကုသလဓမ္မတွေကျင့်သုံးရင်ရောမချမ်းသာဘူးလားဆိုချမ်းသာတယ်ချမ်းသာခြင်းရဲ့အကြောင်းပဲတဲ့ ဒါကိုဖြေတာကိုဘဝအရေးမှာကိုရှောင်နေတာဒီလမ်းဟုတ်ကလားကိုဘကိုဆန်းစစ်ရမယ်နော်